မြင်းကပါဂူပြောက်ကြီးဒိုမင်းဒီအနှစ်28နှစ်မင်းပြူပြီးတော့ရင်ထန်သောယောဂဝေဒနာနှိမ့်ဆက်လေးရာကရာဇကုမာရမြည်တော်မင်းသားသည်မိမိအားမွေးမြူပူပေးသောခမည်းတော်မင်းကြီးခုံကျေးဇူးတို့ကိုအောက်မေ့သည်ဖြင့်ဘုရားသခင်နှင့်တူစွာရွှေတိပြီးသောဆင်းရဲတော်တစုကိုတွန်းလို့၍ခမည်းတော်မင်းကြီးရှေ့တော်သို့ပင့်ခဲ့ပြီးလေဤသို့လျှောက်ထားလေ၏ဤရွှေဆင်းရဲတော်ကိုခမည်းတော်အဖို့ကျွန်ုပ်တွန်းလို့ခဲ့ပါသည် သမီးတော်ဖះပေးသနာတော်မူသောကျွန်သုံးရွာကိုလည်းဤရွှေစင်းတို့တော်လူတန်းပါ၏။သမီးတော်ဖះနှစ်သိမ့်ပါစေတည်းမင်းကြီးသည်ညာစွာနှစ်လိုရာကတာရုတာရုဟု၏မိန့်တော်မူပြီးလေ။ကာယဝစီရတော်မဟာထေရှင်ရဟန်းမောကလိပုတ်တိတ်တာသူမေဒရာမြမပါလာမြမဒီပါတောနာတကကိနာမထေတို့၏ရှေ့တော်၌ဝတုံဒရေနတ်ကိုတတ်တည်ပြု၍ရေဆက်တွန်းချလူတန်းလေ၏။ မင်းတို့ရေစက်သွန်းချပြီးတော့ထုံမင်းကြီးချစ်မြတ်လို့တော်မူသောမိဖုရား၏သားတော်ရာဇကုမာရမင်းသားသည်ရွှေထွတ်တင်သောဂူတစ်ခုအစုကိုတည်၍ထွေကူ၌ရွှေစင်းလူတော်ကိုထာပနာလေ၏ထို့နောက်နှလုံးတရွာရပယ်တရွာဟင်းဘူးတရွာဤသုံးရွာတို့မှလူတို့ကိုခေါ်၍တည်ထားသောဂူတွင်ရေစက်သွန်းချလှူဒန်းပြီးလေဤသို့ဆူတောင်းပတနာပြု၏ဤသို့လှူဒန်းရသောကောင်းမှုကြောင့်ငါအားတပ်ပိညွတ်ညံ၏ထောက်ပံ့ဖြစ်စေသည်တည်း နောက်တော့ခါငါ့တားဒီ၎င်းငါ့မြေးဒီ၎င်းငါ့အဆွေအမျိုးများဒီ၎င်းတခြားသောသူတို့ဒီ၎င်းဤဖျားတွင်ငါလှူထားသောကျွန်းတို့အားနှိမ့်ဆက်ကလေးပြုသည်ရှိတော့ဘလူတို့သည်အရေမရေရမြတ်စွာဘုရားအားအခုရစေတည်းညစေဒီကြောက်စာအဆိုအရကျက်စသားဤတားတော်ရာစကုံမာရသည်ရွှေထွတ်တဲ့သောဂုဖျားတစုကိုတည်သည်ဟုသိရသည်ရဇေဒီကြောက်စာ၌ဖော်ပြထားသောဂူဖျားမှာဂူပြောက်ကြီးဖြစ်သည်ဂူပြောက်ကြီးအမည်နှင့်အကံတွင်ထင်ရှားသောဖျားမဆူရှိသည် ။အစမှဝကြီးအင်းရွာအနီးစံစစ်သားဦးမေဤအရှိတောင်ဘက်အနီးရှိကူဖျားဖြစ်သည်။ခြားတစုမှမူမြေကပါရွာညစေဒီဖျားအနီးရှိရာစားကုမာရာတည်သောဘူဖျားဖြစ်သည်။ညစေဒီနှင့်ဘူပြောက်ကြီးကိုတစုနှင့်တစုနီးနီးကပ်ကပ်ရှိနေသောကြောင့်၎င်းညစေဒီကြောက်စာကိုအကြောင်းပြု၍၎င်းစံစစ်သားနှင့်ရာစားကုမာရာတားဖာနှစ်ဦး၏ဇလတ်နှင့်ဆက်ဆက်မှုရှိသောကြောင့်၎င်းမြားစေတီနှင့်ဘူပြောက်ကြီးဟူ၍ဒွန်တွဲခေါ်နေကြသည်ဘူပြောက်ကြီးသည်ဒါတော့ရာဇာကုမာရ၏ ပါသမီတော်အပေါ်ထားရှိသောမေတ္တာစင်မေတ္တာမှန်၏ရုပ်လုံးရုပ်တွင်ဖြစ်နေသည်ဖြင့်ကျန်စက်သားနှင့်ရာဇကုမာရတို့၏ဇလံကိုပဲတဖန်ပြန်ကောက်ရပေလိမ့်မည်။အကိုအကအတက်အစင်းရှုပ်ထွေးများမြောင်လာသောဘဝခရီးတစ်လျှောက်ကိုကြော်လာဖြတ်တန်းခဲ့ရပြီးနောက်ကျန်စက်သား၏လွမ်းမောပွဲကောင်းလာသောဇလံရှိကြည်သည်ညီကုန်းချုပ်ချင်ရောက်လာသည်။ဘယင်းမင်းကြီးသည်နာမကျန်းဖြစ်နေသောကြောင့်တရားညောင်ဆောင်တွင်ညောင်းဆက်နေရရှာသည်။ထိုချိန်၌သားတော်ရာဇကုမာရသည် နာနာခိုင်ဝင်ကျေးဇူးရှင်ဖခမီးတော်ကောင်းရာဒုက္ခရီရောက်ရှိစေရန်ရည်တမ်းလျက်ရွှေစင်းလူတော်တစုသွန်းလို့၍ရင်းရွှေစင်းလူတော်ကိုထာပနာပြီးလေရွှေထွတ်တင်သောဘူဖျားတစုတီထားကိုွယ်သည်ထိုအကြောင်းကိုမြမပါဏိမွန်ပြူဘာသာလေးမျိုးဖြင့်ကြောက်စာရေးထိုးခဲ့သည်ရင်းကြောက်စာမှာညာစေတီအင်း၌တွေ့ရှိရ၍ညာစေတီကြောက်စာအမိတွင်နေတော်လဲအမှန်မှာညာစေတီဖျားထပ်ပင်ဘူပြောက်ကြီးနှင့်ပတ်သက်ဆက်နွယ်နေသည်ညာစေတီနှင့်ဘူပြောက်ကြီးသည်တွင်ကြီးသောနောက်ခံအကြောင်းတို့ကြောင့် ညီတော်နောင်တော်ဖျားနှစ်စုပူ၍အထူးရှင်တွဲပေါ်ပြနေကြတော်လဲနေထားရောဩဒရန်အရပါတစုနဲ့တစုမတူကွဲပြားခြားနားလျက်ရှိနေသည်။ရာဇေတီတီထုံးရောင်ဖွေဖွေရွှေရောင်ဝင်းဝင်းနဲ့ညီတိအချင်းဖူးဖူးတက်လွင်တောက်ပနေသောဖျားတစုဖြစ်တော်လဲဘူပြောင်ကြီးမှမူမူရင်အယောင်ဆင်းဖြစ်သောအုတ်နီရောင်အင်္ဂရိရောင်ကိုမဆွလှုပ်ပေ။ရာဇေတီကခက်တဲ့အသွင်ကိုဆောင်းနေတော်လဲဘူပြောင်ကြီးကခေဟောင်းအသွင်ကိုထိန်းထားသည်။ ညာစေတီရှေးဟောင်းဥပညာလက်ရာဟူ၍တစုံတရာရှာမြားတော့ပြီဖြစ်တော်လဲဘူပြောက်ကြီးနိုင်မှုအင်္ဂလိပ်ပန်းနန်ယံပကြီးစသောရှေးဟောင်းပကံဥပညာလက်ရာများများပြားကြံရှိနေသည်ဘူပြောက်ကြီးလှန်ကူအရှိတ်ဘက်မျက်နှာစာအဝင်းပေါက်ပြင်ဘက်တွင်ဘူ၏အစင်တစာဖြစ်သောအင်္ဂလိပ်ပန်းစသည်တို့ကိုမတွေ့ရတော့ပြီဖြစ်တော်လဲဘေးဘက်နောက်ဖက်ပြင်ဘက်တို့၌မူဘလူးပန်းဆွဲတောင်းပန်းစသည်တို့ရှိနေကြသည်ဘူ၏လေသာပရင်ပေါက် ကြောက်ပန်းဖောက်အချက်နှင့်အင်္ဂရိပန်းတို့၏အလွန်လက်ရမြောက်လာသည်။ဒတိုင်းတွင်း၌အင်္ဂရိအခင်းပတ်လံပြုလုပ်ထားသည့်ဖြစ်၍ဂူဂူပတ်၍ဗကန်ခေအမှုပညာလက်ရများကိုဇိမ်ပြေနပြေကြီးရှုလေးလာနိုင်သည်။ဘူပြောင်ကြီးသည်အာယုံကံမုတ်ရှေးပတ်လှဲထားသောဘူဘရားဖြစ်သည်။ဥမာမာ၄000ဖြစ်သည်။ဘေးနရန်တစ်ဖက်တစ်ချက်၌လမ်းများစွာရှိသောနတ်ယုတ်ကြီးများကိုတွေ့ရသည်။ဘုံတွင်းဘက်အရှိဆောင်နရန်များမှာပကြီးလရန်များသည့် အတင်းအတင်းဝင်ရောက်နေသောအလင်းရောင်အောက်တွင်ကြားရောက်နေသည်ဘောတော်လေဂူအတွင်းဗုဒ္ဓရုပ်ပွားတော်ကြီးစံပေတော်မူနေသည့်အခန်းကိုပတ်သွားသောပလန်းနိုင်ရန်နှင့်ဒေတာပရင်းပေါင်းနိုင်ရန်ရှိပကြည်လက်ရာကိုမူလည်းလိုက်ဓမီစသောအလင်းရောင်၏ကူညီမပါဘဲနှင့်လေးလာကြည့်ရှုနိုင်ဖို့မလွယ်ပေအမောင်ကြီးဆိုးနေသည့်နိုင်ရန်များရှိဇေယောင်ဆောင်ပကြည်ကားများမှမူမူလပကတိအတိုင်းလိုလိုပင်ရှိနေကြသည်အပြာနုရောင်ပန်းရောင်မှဆ၍ပကံခေတုံဆေးရောင်ဆိုမျိုးစုံတုံးဆွဲထားသည်ကိုတွေ့ရသည် ပကြည်အမှုပညာလက်ရများ၏အကြောင်းအရာများမှာဇက်နိဘတ်ဗုဒ္ဓဖြစ်တော်စဉ်ဘုရဝင်များနှင့်၎င်းဗုဒ္ဓဒေသနာတော်ဆရာဩဝါဒကရာနှင့်၎င်းပတ်သက်ဆက်နွယ်နေကြသည်ပကြည်အမှုပညာလက်ရများ၏ပုံစံများကိုခြေဟောင်းမွန်ဘာသာစကားဖြင့်စာတမ်းထိုးဖော်ပြထားသည်ဒံကူတွင်ရှိဓိကကြသောတွင်ကန်းနှင့်တွင်ဗုဒ္ဓရုပ်ပွားတော်ကြီးသည်ပျက်စီးယိုယွင်းသွားပြီးတွေရာတွင်အတွင်ကန်းအပြင်ဘက်နန်းရန်ချိုင်များနှင့်အတွင်ဘက်နန်းရန်ချိုင်များ၌ရှိသောကြောင်ဆင်းသူ၁၉စုမှမူ ပကံခေကြောက်စစ်အမှုပညာလက်ရာဤနမူနာအဖြစ်တည်ရှိနေကြတော့ပဲပကံခီးတဲ့ဒီဂူပြာကြီးကိုလှက်ပတ်ကြည့်ရှုရင်သူ၏နှလုံးသားတွင်ပေါ်ပေါက်နေသည့်ပကြီးကားများကိုနိုင်ရန်ပကြီးကားထဲတွင်ရှာဖွေကြည့်ရှုသည်သို့သောမြည်သည့်နေရာမှရှာမတွေ့ပင်ယင်းပကြီးကားများမှခဏနှစ်သားရွယ်သားတော်ကလေးကိုလက်ကဆွဲပြီးဒီလိုင်ရှင်မင်းကြီးရှေ့တော်မှောက်ရောက်လာသောတန်ဘူးလာဤပုံမြေတော်ကိုနိုင်လျာထားပြီးကားမှသားတော်အစ်စ်ဘွားခနဲပေါ်လာသဖြင့် ဘာနဲ့ပတ်လက်ဖြစ်နေသောကျန်စစ်သား၏ဘုံလေယာညောင်စား၌လေယောင်လင်းရှားသောအမီတော်ကျန်စစ်သားမင်းကြီးအပား၌အမီတော်အတွက်သားတော်ရာဇတ်ကုမာရကချွေစင်းလူတော်ကိုရေးဆက်သွန်းချလှူဒန်းနေပုံချွေစင်းလူတော်ကိုဌာပနာ၍ချွေထွတ်တင်ဂူဖျားတစုတီထားကိုးပွယ်နေပုံများဖြစ်ပေသည်